ဟုတ်တယ်ကိုတို့ကိုစဲကိုဖနာကိုကိုင်းရှူတင်ကားနောက်လိုက်ပေါ့တော်ရေဟောဒီကောင်လေးအဲကိုကိုပြန်ပြောရင်ဟောဒီကောင်လေးတော်ရေပေါ့ဒီလောက်ပေါ့ကိုလေးပြင်းသွားကျမကြီးကတော့ဒီခါကြောညက်တာဆိုတော့လေအရှင်းတော့မပြောက်သေးဘူးဖြစ်တော့အချိန်ပြန်တွေးလိုက်လို့ရှိရင်

ကိုပြည်တို့ရဲ့ဝစ်စုံနေနဲ့ပေါ့နော်မင်္ဂလာဝစ်စုံနေနဲ့ရှောက်လာတာဟုတ် runway ပေါ်မရောက်တာ18နှစ်ရှိပြီပေါ့18နှစ်ရှိပြီဆိုတော့ပြန်တက်ရတော့လဲမာရီတို့ဝစ်စုံနေနဲ့ပဲပြန်တက်ရတာပထမဆုံးရှောက်ခဲ့ရတာလဲမာရီတို့ဝစ်စုံနေနဲ့ပဲရှောက်ခဲ့ရဆိုတော့ဝမ်းသာပါတယ်အသက်ကြီးသွားတယ်အာမောင်မြင်သေးပါဘူးကြိုးစားတော့မှပဲဟုတ်အာလှုပ်ချင်ကန်ရင်စိတ်များအဲနော်ပြက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 ်နဲ့အဲအရန်ဇောကတ်ခဲ့တဲ့ လူငယ်လေးတယောက်ပေါ့ငိုကျင်လာပြီအမ်းရှိတာပေါ့လေနော်အောင်မြင်ခြင်းနဲ့အဲတနေရတနေရရခြင်းနဲ့ဆိုရဲအားလေးပေါ့အဲ့တုန်းစကြိုးစားခဲ့တဲ့အချိန်တကယ်တကယ်တကယ်အဲ့ဒီအချိန်လေးကိုတကယ်မှတ်မိရဲ့ဆူလီရှန်ဂရီလာမှာကျွန်တော်တို့တယ်လန့်ဆောင်မော်ရယ်ကျွန်တော်မွေးမှန်ခင်နဲ့ပေါ့အဲ့တုန်းကမွေးမှန်ခင်နဲ့ရှောက်ခဲ့ရတာမိမိနဲ့ပေါ့အတူတူတွဲပြီးရှောက်ခဲ့ရတာမှတ်မှတ်ရရပါဘူး ဒီကတော့အောင်မြင်ဖို့မလွယ်ဘူးအဓိကတော့လူသိဖို့လွယ်တဲ့ခေတ်ရောက်သွားတာအောင်မြင်ဖို့ကြာရှုံးဖို့လွယ်တဲ့ခေတ်ရောက်သွားတာကျွန်တော်တို့ကြတော့လူသိဖို့ခက်တဲ့ခေတ်အောင်မြင်ဖို့ခက်တဲ့ခေတ်ပေါ့ခေတ်တရားတော့အဲ့လိုကြွာတာပေါ့လေနော်ဟုတ်တယ်ဒီနေ့တော့ဖြစ်မှာပေါ့လေနော်နောက်ဆုံးလို့ကျွန်တော်အသက်မှတ်ထားတာတခုရှိပါတယ်နောက်ဆုံးအသက်ကြီးသွားမှာပေါ့လေဖြစ်သွားရင်လည်း အော်ဖေခန်းရိုက်ခဲ့ဘူးတဲ့အတာကြီးပေါ့အဲ့လိုတတ်မှတ်ထားတာအဲ့လိုမျိုးရုပ်ရှင်ဆန်ဆန်ကြီးတော့လေဟာငါဖြစ်ရပဲအော်အဲ့လိုမျိုးရောမရှိဘူးပုံမှန်လေးစ조사နေတာပြီးရင်မဆုံးမနစ်နဲ့လုံးဝမမေ့သွားဘူးအဲကိုယ့်ကိုဟာဗလေ daily income ဝင်အောင်လို့လုပ်ရတဲ့အလုပ်တွေလုပ်တယ်အဲပြီးလို့ရှင်ဒီအမှုပညာအလုပ်ကိုလုံးဝဇွဲမလျှော့လိုက်ဘူးဇွဲမလျှော့ဘာဘဲခန်းနေနေအဲဝင်ခဲ့တယ်ပါခဲ့တယ်အမှုပညာအတန်ကြာတာနဲ့ ခေါင်းထောင်လာပြီအဲ့လိုမျိုးပေါ့ဟုတ်တယ်ကိုတို့ကိုစဲကိုဖနက်ကိုကိုင်းရှူတင်ကားနောက်လိုက်ပေါ့ကိုပိုင်ကားလည်းမစီနိုင်ဘူးမစီနိုင်သေးဘူးတော်ရောဒီကောင်လေးအဲကိုကိုပြန်ပြောရင်အော်ဒီကောင်လေးတော်တယ်ပေါ့ဒီလောက်ပေါ့ကောင်လေးပြင်းသွားပြင်းသွားပြီကိုကောင်လေးပြင်းသွားပြီဆိုတာလည်းမအချိန်ဆိုတာရှိရလေနော်ကလေးတွေကိုပေးရမယ့်အချိန်ဆိုတာလည်းရှိရယ်ကလေးဆိုတော့မွေးတိုက်ကလေးတွေမဟုတ်နော်နောက်ပိုင်းကလေးတွေပြောတာနောက်ပိုင်းကလေးတွေကိုပေးရမယ့်အချိန်ဆိုတာလည်းရှိရယ်လीနော်အဲကိုယ့်ရဲ့နေရာဆိုတာလည်းသိရတယ် ဇက်ကောင်ဒီမြေတောင်ဝေဘကံမြင်နဲ့ပတ်သက်ပြီးတော့ feedback တွေကတော့ဇက်ကောင်လိုက်တယ်ပေါ့လေနော်ကျိုးဒီကထားတာတွေကမြန်မာမှုကထားတာတွေကအဲစူးစမ်းထားတာတွေတွေ့ရတယ်ပေါ့လေကြီးကျူးတာတွေလည်းတွေ့ရပါတယ်ဟုတ်အချိန်ကာလနဲ့လေအချိန်ကာလနဲ့လေအများကြီးသက်ဆိုင်တာဘောနော်သူ့အချိန်ခါနဲ့သူပေါ့လေနော် ဟိုပြီးတော့ဟိုကန်တရားတွေ interest တွေကလည်းအများကြီးကွာသေးတာပေါ့နော်အဲသူကြာရောက်လာတဲ့သူတင်ရတဲ့အချိန်ကလည်းဘယ်လို period မှာတင်ရလိုက်ရတာလဲဆိုတော့လည်းအားလုံးလည်းသိတဲ့အတိုင်းပဲဆောင်မွေးရသည်ဆိုတော့လေနော်အဲ့လိုဟာအတွက်ကိုအေးရောအေးသွားတာပေါ့ပြီးလို့ရှိရင်လည်းဒီလူကြီးကြိုက်ဗမာ gas စစ်စစ်ဆိုတော့အဲဒီဒီလိုမျိုးတွေအများကြီးရှိပါတယ်ဟုတ် အဲ့လိုတော့လည်းမရှိပါဘူးကျွန်တော်နဲ့လိုက်တဲ့ဟာကိုလာငားလာလို့ရှိရင်ကျွန်တော်ကြိုက်ရင်ကျွန်တော်လုံနိုင်ရရိုက်ပါပါအဲသူ့အရွယ်နဲ့လိုက်ဖက်တဲ့ဇက်ကောင်ဆိုရင်တော့အဲရှိလာနိုင်ပါတယ်ဟုတ်ရှိလာနိုင်ပါတယ်အာကြိုးစားရင်ရရင်ပါဘူးကျမကြီးကကျမကြီးကတော့ဒီခါကြောညက်တာဆိုတော့လေအဲအရှင်းတော့မပြောက်သေးဘူးဘဝလေးတော့ဖြစ်နေတာပေါ့အဲဗလေကြံတာပေါ့လေတက်တာတွေပေါ့လေနော်ဟိုအမြဲအရှင်းပြောက်သွားတာမျိုးတော့မရှိပါဘူး ဟီးလင်းလောက်တာကြာတယ်လေအယိုးကျော်အစ်စ်ကအများကြီးမစိုးရိမ်ဘူးဖြစ်သွားပြီးပြီဖြစ်တုန်းကအချိန်နဲ့အခုအချိန်နဲ့ဆိုရင်တော့တအားကွာသွားပြီလေနော်အခုတအားသက်သာနေတဲ့နေရထိုင်ရတာအဆင်ပြေရယ်ဆိုရင် ဖြစ်တုန်းကအချိန်ကိုပြန်တွေးလိုက်လို့ရှိရင်လမ်းတော်မလျှောက်နိုင်ဘူးလေနော်အဲ့ဒါအဲ့ဒါဆိုရင်အခုအချိန်ကအများကြီးအားသာပါတယ်အဲ့ဒီအချိန်ကဘယ်လိုအဆိုးဆုံးတွေ့တွေ့သွားလဲမတွေ့ဘူးကြောက်ပါမတွေ့ဘူးလုံးဝမတွေ့ဘူးကြောက်ပါတေးကြရပြောက်ပါဖြစ်တော့ကျွန်တော်လက်ခံတတ်တဲ့လူပေါ့ဖြစ်တော့လက်ခံတတ်တဲ့လူဆိုတော့ လက်ခံပါတယ်ပြောတဲ့အထဲမှာပါတယ်လို့လည်းယူဆလို့ရတယ်ဗောလေဒါပေမဲ့တကခုဆိုရင်လက်ခံလိုက်တဲ့အထဲမှာပါတာဗောဟုတ်ဟောစစ်တပ်ပြည်သားများအားလုံးကိုကျေးဇူးများတင်ပါတယ်